့တချင်တွေကဝင်လေဥပြနားထောင်ယူပါ ਈ အဲတချင်အားလုံးဆယ်ဘုတ်ပါတယ်ပေါ့နော်အဲ့ဆယ်ဘုတ်လုံးကအကိုကိုတိုင်ရေးခဲ့တဲ့တချင်တွေထဲမှာမှအဲဟိုမောင်ချိုးတို့နောက်ပြီးလို့ရှိရင်မအင်းချစ်တို့အဲကိုရဲလေးတို့နဲ့ဆိုခဲ့တဲ့တချင်တွေပောက်တချင်တွေပဲပေါ့နော်ဒါတွေအကုန်လုံးကကိုသားကြီးရေးခဲ့တာဆိုတော့အဲ့တချင်တွေအကုန်လုံးပြန်ပြီးပြီးတော့မှအကိုကိုတိုင်ပဲပြန်ဆိုထားတာဖြစ်တဲ့အတွက်တကယ်နောက်ထပ် version လေးတစ်မျိုးရတာရှိရှိနဲ့နားထောင်ရမှာပါဝင်လေးကတော့နားထောင်ပြီးတော့ ကုန်လုံးကြိုက်တယ်။မလေးကဆယ်ဖုံလုံးကြိုက်တယ်။ဘာလို့လဲဆယ်ဖုံလုံးကလည်းပေါက်ချင်းနေတယ်ဆိုတော့ ဂီတမှာလည်းတကယ်ကိုအခုရဲ့အလုပ်လုပ်တဲ့အခါမှာလေးလေးနက်နက်နဲ့တိတိကျကျတတ်တည့်ရလုပ်တတ်တဲ့အချိန်ကိုလည်းအဲဝန်ကြီးကတင်ပြရပါလေ။ဟုတ်အဲဒီနေ့ကကိုသားကြီးရဲ့ comeback လို့လည်းပြောလို့ရရပါတော့။အဲကိုသားကြီးကဝန်ကြီးတို့နုပညာစာလန်းတဲ့အချိန်ကလေးကအခုရဲ့ဒီ VCD promotion တွေမှာလည်းလက်မှတ်ထိုးဖို့အတွက်အကိုကနေပြီးတော့တက်တက်ဆကလေးလေးပေါ့အဲဝန်ကြီးကိုဖိတ်ခေါ်ခဲ့တယ်။အဲ့ကလေးကနေပြီးတော့မှအခုဒီနေ့ဆိုလို့ရှိရင်အခုရဲ့အောင်မြင်ခဲ့တဲ့တိတိချင်းတွေများစွာကိုပြန်လည်စမ်းသစ်တည်ထွင်ပြီးတော့မှအဲဒါတိခတ်ထားတဲ့ T series album လေးအခုရဲ့ comeback ပေါ့နော်အဲ့ဒီပွဲလေးမှာလည်းဝါလီကလာရောက်အားဖြည့်ပေးရပါရှင် ေရာဝင်လေးဥပြားနားထောင်ယူပါရဲ့အဲတချင်းအားလုံးဆယ်ဘုတ်ပါတယ်ပေါ့နော်အဲ့ဆယ်ဘုတ်လုံးကအကိုကိုတိုင်ရေးခဲ့တဲ့တချင်းတွေထဲမှာမှအဲဟိုမောင်ချိုးတို့နောက်ပြီးလို့ရှိရင်မအင်းချစ်တို့အဲကိုရဲလေးတို့နဲ့ဆိုခဲ့တဲ့တချင်းတွေပောက်တချင်းတွေပဲပေါ့နော်ဒါတွေအကုန်လုံးကကိုသားကြီးရေးခဲ့တာဆိုတော့အဲ့တချင်းတွေအကုန်လုံးပြန်တီးပြီးတော့မှအကိုကိုတိုင်ပဲပြန်ဆိုထားတာဖြစ်တဲ့အတွက်တကယ်နောက်ထပ် version လေးတစ်မျိုးရတာရှိရှိနဲ့နားထောင်ရမှာပါဝင်လေးကတော့နားထောင်ပြီးတော့ ကုန်ကြိုက်တယ်။မလေးကဆယ်ဖုံကြိုက်တယ်။ဘာလို့လဲဆယ်ဖုံလုံးကလည်းပောက်ချင်းနေတယ်ဆိုတော့ အဲဥမာအငွေ့အသက်များလို့ဆိုလို့ရှိရင်အကိုရဲ့ version လေးနဲ့လည်းတမျိုးမိုက်တာပဲခြင်းနေရတော့အကိုရဲ့တခြင်းနေရတော့တကယ်ဟိုဟိုအကြောင်းအရာအဖြစ်ရောခိုင်မာတဲ့ music ပုံ music ပုံစံလေးဖြစ်တဲ့အတွက်အခုပြန်ပြီးတော့ဒီ band နဲ့ပေါ့နော်ပြန်တီးပြီးတော့မှတေချာလေးရိုက်ကူးထားတာကိုတွေ့ရတဲ့အခါမှာဟိုအရင်အားစိုက်ထုတ်ထားတာလည်းတွေ့ရတယ်ပြီးတော့ဒီ album ကိုမလုတ်ခင်ကတည်းကအကိုကဟိုဒါမျိုး idea လေးတွေရှိရဲဆိုတော့မင်းကလည်းအားကောင်းနေချပေါ့နော် ဟိုကိုယ့်ရဲ့သချင်းတွေကိုကိုပြန်ပြီးတော့မှဟိုတိတိချာချာတက်ရက်ကလေးနဲ့ကိုအားစိုက်ထုတ်ထားဖြစ်တဲ့အတွက်အရင်အားပေးပါတယ်ဟိုဒါဂီတမှာလည်းတကယ်ကိုအကိုရဲ့အလုပ်လုပ်တဲ့အခါမှာလေးလေးနက်နက်နဲ့တိတိချာချာတက်ရက်လုပ်တတ်တဲ့အချင်းကိုလည်း အဝင်လေးကတင်ရပါတယ်ကိုနေကတော့ဒီအနုပညာလုပ်ငန်းမှမဟုတ်ဘူးပေါ့နော်အပြင်မှာလည်းဟိုတယောက်နဲ့တယောက်လည်းအားပေးကြတယ်ပြီးရင်ဟိုစိတ်ညစ်တဲ့အခါပဲသူပြည့်အကိုကလည်းခွန်အားတွေပေးတယ်အဲ့လိုမျိုးမောင်နှမတကယ်မောင်နှမလိုပဲပေါ့နော်အများရန်ခင်နာဆိုလို့ရှိရင်လည်းဆယ်စုနှစ်တခုကျော်သွားပြီပေါ့နော်ဆိုတော့ဟိုဒီနေ့ပွဲမှာလည်းဝါလေးကတချင်းလေးစုံမဲ့ကိုကိုရဲ့ချင်းလေးကိုအားဖြစ်နေပေါ့နော်ပြီးတော့အကိုရဲ့ဒီဘယ်လိုပြောရမလဲ live တက်မဲ့ဒီ ဒီတချင်းဆယ်ပုတ်လုံးလေဒီနေ့မှာစတက်မှာဖြစ်တယ်တော့အဲ့တချင်းတွေကိုလည်းဒီကမီဒီယာကိုမတွေရောဒီကဖိတ်ကြားထားတဲ့ဥပညာရှင်မောင်မိုင်းတွေနဲ့တူတူကြည့်ကြမယ်ပေါ့အဲ့ online ပေါ်မှာတော့ကိုသားကြီးရဲ့ပြည်သက်တွေကလည်းဒီတချင်းတွေကိုခန်းစားရမှာပါ ိုလို့ရှိရင်ကိုရဲလေးနဲ့လေဒုနှစ်ယောက်ចောင်းဆိုတဲ့တချင်းလေးပေါ့နော်အဲ့တချင်းလေးဆိုလို့ရှိရင်လေဟိုចောင်းလေးကနားထောင်ခဲ့တဲ့တချင်းလေးလေလမ်းခွဲဖို့ဖြစ်နိုင်တော့ပါအဲအဲ့ဒါလေးတွေလေပြီးတော့ရုပ်သေးရုပ် အဲ့တချင်းလေးဆိုလို့ရှိရင်မလေးတို့ငငယ်လေးတွေကတချင်းလေးဖြစ်တဲ့တော့အဲအကိုကဘန်နဲ့ပြန်ပြီးထားတာမိုက်တယ်တော်တော်လေးဟိုနားထောင်လို့ကောင်းနေပါတော့ဆိုတော့ဒီအနှစ်ရသာရှိတဲ့တချင်းလေးတွေကကိုသားကြီးရဲ့ပြည်သက်တွေအတွက်လည်းပြန်လေအမှတ်တရဖြစ်နေတယ်လို့ယူကြည့်ပါအဲကိုသားကြီးရဲ့တချင်းနဲ့ပြီးခဲ့ရလေဆိုတော့လေအဲ့ဒီရုပ်သေးရုပ်တချင်းဆိုရင်လည်းနားထောင်ကတကယ်ကိုလေဟိုအချစ်တချင်းလေးတစ်ပုတ်ကိုလုံးဝဟိုနားထောင်လို့ကောင်းနေပြီးတော့ဟိုပြောရမယ်ဆိုရင်အဲတို့နှစ်ယောက်အကြောင်းဆိုလို့ရှိရင်လည်း ကိုရဲလေးနဲ့စူထားလေးဝိုင်းလေးကလည်းကိုရဲလေးရဲ့ဖန်လေးဟုတ်တယ်အဲကိုသားကြီးရဲ့ဖန်လေးဟုတ်တယ်ဆိုတော့ဒီသချင်းလေးကဒီနေ့ညမှာလဲစုံမလားမသိဘူးအဲ့သချင်းလေးအရင်နားထောင်ခြင်းနေပါပြီဟုတ် အနုပညာသမားတွေရဲ့စိတ်ကလေဟိုအများအမ်းပေါ့နော်အခံစားမှုတွေတယ်ပြီး emotion ဖြစ်တယ်အဲ့ခါမှာဒီအနုပညာလုပ်ငန်းဆိုတာကြတော့စိတ်ပျော်မှ emotion လေးရှိမှပဲဆက်လုပ်လို့ရပေါ့နော်အဲ့လိုဆိုတော့ဒီဒီလိုမျိုးပြန်ဖြစ်လာလို့ဆိုတာလဲကိုသားကြီးအတွက်လဲဟိုပြောရမယ်ဆိုမှတ်တိုင်လေးတစ်ခုအနေနဲ့ပေါ့နော်ပြန်လဲထွက်ပေါ်လာတဲ့အတွက်မလီကတော့အားပေးပါတယ်ဂီတကိုတကယ်ကိုချစ်မြတ်နေပြီးတော့ဂီတမှာပါရမီရှိတဲ့သူတွေကဂီတကိုဆက်လုပ်တင်ပါတယ်အဲ့တော့ဝန်လေးကအဲ့အတွက်အကိုကိုအမြဲတမ်းအားပေးနေမှာပါ ဟုတ်ကဲ့အဲဒီနေ့ပေါ့နော်အဲကိုသားကြီးရဲ့ဒီလက်ရွေးစင်တေးများအဘံမှာတချင်းဆယ်ပုတ်လုံးကတကယ်ကိုပြည်သက်တွေရင်းနှီးပြီးသားတည်ပြီးသားတချင်းတွေဖြစ်တဲ့အတွက်ဒီတချင်းလေးတွေကိုလည်းပြည်သက်တွေကကိုသားကြီးရဲ့ YouTube platform မှာလည်းအားပေးပါအောင်လို့ပြီးတော့ဝိုင်းလေးတို့မန္တမတွေနောက်ထပ်နှုတ်ရှားမဲ့ဂီတဘူးပညာလှူရှားမှုတွေမှာလည်းပြည်သက်တွေကအဲဆက်လက်အားပေးပါအောင်လို့ပြောချင်ပါတယ်